ခင်ဆက်ဆက်ပို့တွေတော်လန်ရေးလောက်တာဟာမကောင်းတဲ့စနစ်ကိုတော်လန်နေတာဖြစ်တယ်လို့ခွန်မြတ်ထွန်းက PNLA တပ်ဖွဲ့ဝင်တွေနဲ့ RP စကားပြောတဲ့အချိန်ပြောဆိုလိုက်ပါတယ်။ရခင်ကစနစ်ဆိုးဖြစ်တဲ့ပတိတရိစနစ်ကိုတော်လန်ခဲ့တယ်လို့ဆက်အာနာရှင်စနစ်ဆိုးအဆက်ဆက်ကိုလည်းတော်လန်ခဲ့တာဖြစ်ပြီးယခုအချိန်ထိဆက်အာနာရှင်စနစ်ဆိုးကိုဆက်လက်တော်လန်နေတာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဘုအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥပဒေခွန်မြင့်ထွန်းဟာ ပြီးခဲ့တဲ့ဇွန်လပထမပတ်က PNLO ဌာနချုပ်ဗန်မက်ဒေတာကိုရောက်ရှိပြီး PNLO ရဲဘော်တွေနဲ့တိုက်စုံချင်းအားပေးစကားပြောဆိုလိုက်တာဖြစ်ပါတယ်ပြောရင်ငါတို့ကမတရားတဲ့စနစ်ကိုတို့လက်မခံဘူး။ပိုးတွေကဘာလို့လက်မခံဘူးလဲ။မတရားတဲ့စနစ်ကိုလက်မခံဘူး။ဗရေတဲ့စနစ်ကိုဘာလို့တိုက်လဲ။မတရားလို့။ငါတို့ကဖိနေလို့အနိုင်ကျတို့ကတိုက်။အဲ့ PNL ကို2009မှာငါတို့ပြန်ဖွဲ့ခဲ့တယ်။ကြောက်သူများတွေကတို့အလုံးနဲ့ဒီခေါင်းကြီးကပိုးကြီးတွေပိုးမဟုတ် အဖြူရောနေရောအကုန်လုံးငါတို့တော်လိုင်းမှာပြန်ပေါင်းတာဖြစ်တယ်။အဲ့ဒါအောင်ထထောက်ကူမှာတို့ဖွဲ့ခဲ့။အဲ့ဖွဲ့ခဲ့တဲ့တုန်းကမူကပါဆိုရင်ဆေးရနာရှင်စနစ်ဆန့်ကျင်တိုက်ခဲ့ပြီ။အဲ့ဒါနဲ့သူဖွဲ့တာပါလို့ဆိုဖဲတယ်ပြည်တော်သူတခြားဘူး။ပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာပို့အနီလည်းမဟုတ်ဘူး။ပို့အဖြူလည်းမဟုတ်ဘူး။ပို့ frame ပဲဖြစ်တယ်။အနီအဖြူဆိုပြီးပြောတာတွေးခွဲခံထားနေရတာဖြစ်ပါတယ်။ စာအာဏာရှင်အောက်မှာအလလုံနေတဲ့ PNU ဟာပို့အုပ်တွေပဲဖြစ်လို့အချင်းချင်းတပ်ဖြတ်လို့မရပါဘူး။စာအာဏာရှင်ကပို့အုပ်ချင်းချင်းကိုတွဲခွဲနေတာဖြစ်တယ်လို့လည်းခွန်မြတ်ထွန်းကပြောဆိုလိုက်ပါတယ်။ PNU ကိုလည်းဖွဲ့တာဗာနဲ့မုံနဲ့ဖွဲ့တယ်။စီအနာရှင်စီစာကျင်တာကြည်ဖဲရဲပြီးတော့သူစာနေဒီနေ့ပီယာနိုကစီအနာရှင်စီစာကျင်တိုက်ပြလာစီအနာရှင်အော်အလုံး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 နေရအေးဒါပေမဲ့ဒုညီကိုတွေဖြစ်တယ်ငါတို့တွေးသားတွေဖြစ်တယ် စကနာရှင်အောက်ကနေသွေးရနေလို့ဒီကောင်းတွေကငါတို့သူတို့ကိုလည်းပြန်တော့ငါတို့ကတတ်လို့မရဘူး။တို့သတ်သွေးချင်းနေပဲငါတို့ကိုယ်ကိုယ်ခန္ဓာငါတို့ဘာလို့ခန္ဓာသွေးကိုယ်ခန္ဓာစရနာရှင်တွေကငါတို့ကိုယ်ချင်းကိုပြုခွဲတာဖြစ်တယ်။ကြားတော့ငါတို့ရဲ့ညီကိုတွေပေါင်းသမားတွေအပေါ်မှာငါတို့ကသူတို့ဒီငါတို့ဘယ်လိုပဲသဘောထားတာတို့ကဘယ်လိုအောင်နားနဲ့ပြေးမယ်ခွင့်လို့ပြေး။အဲ့တော့သူတို့ကငါတို့အဲ့လို yes အဲ့လို့ပြင်မယ်လို့ငါတို့ကတော့နိုင်ငံကကျုပ်ဝတ်တဲ့အီဒီလောက်ပါဖြစ် ။ဘာလို့ကသူတို့လက်စားရှိမှာမဟုတ်ဘူး။တို့တော်လှန်ရေးအောင်မြင်ဖို့အတွက်စစ်ကိုဘာနဲ့ပြောအောင်တိုက်မလဲ။စစ်နဲ့ပြောအောင်တိုက်မယ်။ဒါပဲ။တို့လို့လို့နာကြည့်ပြီးတော့ငါတို့သူတို့ပြန်ပြီးတော့တော်လုံးသူတို့လို့ဆိုငါတို့လုံးမှာမဟုတ်ဘူး။တို့ကတော်လှန်ရေးလုပ်တာဖြစ်တယ်။အမျိုးသားရေးလုပ်တာဖြစ်တယ်။ပြောရင်ဒီနေ့ဒီမိုကရေစီဆိုတာကဘာကြီးစနစ်ဖြစ်တယ်။အဲ့ကဘာကြီးစနစ်ထဲဝင်လာတော့လုပ်နေတာဖြစ် PNLO PNLE အနေနဲ့စက်ကိုစစ်နေသူအောင်ပိုက်မယ်နိုင်ငံတကာဥပဒေတွေကိုလည်းလိုက်နာမယ်ဂလက်စားချီတာမျိုးတွေမလုပ်ဘူးလို့လည်းဆိုပါတယ်ပြည်တော်စုအရေးဟာပို့အရေးဖြစ်တယ်ပို့အရေးဟာလည်းပြည်တော်စုအရေးဖြစ်တယ်ဒါကြောင့်ဒီစစ်အာဏာရှင်စနစ်ကိုတခြားတိုင်းဒေသကြီးနောင်တွေနဲ့အတူဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်ဒါကြောင့်ငါတို့ရဲ့မူကပို့အရေးကပြည်တော်စုအရေးပဲပြည်တော်စုအရေးကလည်း ်ဘိုးရင်ဖြစ်ဒါတို့တိုင်းသားကြီးကိုဘောင်းဆိုကရင်ကရင်ဘိုးဗမာပါဝါအားလုံးတို့စုပေါင်းတိုက်ဒီတော်လာရဲ့ငါတို့အောင်ကိုအောင်မြင်မှာဖြစ်ဒါပြင် PNL ဖွဲ့စည်းတာတတိယတော်လိုင်းကြီးကိုပြန်လည်ဆင်နွှဲဖို့ ਨੇ ပို့ပြင်းနယ်ပေါ်ထွန်းကြီးအတွက်တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်အဲ့တော့ငါတို့က2009မှာ PNL ကိုဘာဖြစ်လို့ဖွဲ့လဲဆိုရင်တတိယတော်လိုင်းရုပ်ဆင်လို့ဖြစ် ပရမတော်လာရေးကလည်းဒီလိုပဲမတရားတဲ့စနစ်ကိုဆန့်ကျင်ဖို့အခုငါတို့ဆင်ရတတ္တိယတော်မင်းတို့ငါတို့ဆင်ရဘာတော်လာရေးလဲပို့မှာတတ္တိယတော်ခေါင်းဆင်ရပါလေတို့ကြူပြောမယ်ဆရာနာရှင်ရှင်ဆန့်ကျင်တော်လာရေးဆန့်ကျင်တတ်ဖြစ်ရေးဖဲလဲပြီးတော့ဒီဆောက်ဖို့အဲ့ဒီမှာမှငါတို့တတ္တိယဒီနေ့တတ္တိယတော်ပြန်ပိုင်းမှာရှင်းရှင်းလင်းလင်းငါတို့ကိုယ်တိုင်ဒီမဆက်တရားစုပြလုံးကြီးလာမှာငါတို့ကိုယ်တိုင်ဒီလုံးတရားဝင်ပြောခဲ့။ငါပြောတယ်ပြန်တယ်လို့ဥက္ကဋ္ဌငါတို့ပြောခဲ့။အဲ့ဒါပါလို့ ပိုးပြီးနေပေါ်ထွန်းကြီးဖြစ်တယ်ဒီနေ့တတိယတော်လိုင်းရေးရဲ့ပထမတော်လိုင်းရေးဒုတိယတော်လိုင်းရေးနဲ့ပတ်သက်ရင်ဘာလို့ထင်ရှားရှားပြောမှအချက်ကပထမတော်လိုင်းရောဒုတိယတော်တတိယတော်လိုင်းရောအခြေခံပါလို့ဆိုမတရားတဲ့စနစ်တွေကိုဆန့်ကျင်တတ်ဖြစ်တယ်အဲ့မတရားတဲ့စနစ်မှာဘရေသရင်စနစ်ကမတရားတဲ့စနစ်ဖြစ်တဲ့ဘယ်လိုသူတိုက်ဘရေသရင်တွေတိုက်တယ်လေအခုငါတို့ကမတရားတဲ့လူကဘယ်လိုလဲဆရာနာဆရာငါတို့ဘယ်သူတိုက်ဆရာနာဆရာနာ audio jungle.